ဒီကိမှာယောက်ျားဒီဟာမိန်းကလေးတယောက်ကိုရိုက်ပြီးမူးလဲစေုံနဲ့အိမ်ကိုခေါ်သွားပြီးမင်းအားလုပ်လို့ရပါတယ်။ဒီလူကကော်ပလီကို3-4တောင်ရိုက်ပြီးသူ့မိမဖေခေါ်သွားဖို့ကြံနေတော့မှသူ့အူကိုလျင်ကတလန်းတာပြီးကော်ပလီကိုအရင်ရိုက်ပြီးခေါ်သွားခဲ့တယ်။အဲဒီတယောက်ကတော့သူ့ချီရတဲ့မိန်းကလေးဟာသူ့ရဲ့အကိုဇနီးဖြစ်သွားတာကိုမျက်စိရှေ့မှတင်ကြည့်နေကြရတယ်။ဒီရှိရဲ့ကြောက်ခက်မှာယောက်ျားတယောက်ကမိန်းကလေးကိုရိုက်ပြီးမူးလဲစေရင်အိမ်ကိုခေါ်သွားပြီးဇနီးမင်းအားလုပ်လို့ရပါတယ်။ ဒီလူကြီးကတော့တုံးနဲ့ရိုက်ကနေအောင်မှာတော်လွန်လို့မျိုးနွယ်ဆိုတဲ့ကမိမကြီးရဲ့တိုးရက်လောက်ဟာသူ့မိမကြီးကြီးပဲအဲ့ဒီလူကြီးဟာဒီကြီးချင်းကြောင့်ပဲမျိုးနွယ်ဆိုခေါင်းဆောင်ဖြစ်လာခဲ့တယ်ဒါတပည့်သူ့သားအဒီကတော့ဒီလိုအကျန်းဖတ်နီးနဲ့မရရှာတဲ့နီးကိုလက်မခံဘူးသူကမင်္ဂလိကိုလိတ်ဖို့ဆိုရင်ယင်းနေ့ကအချစ်စင်နဲ့သာဆွဲဆောင်တဲ့တဲ့လူထင်းတယ်ဒါတပည့်သူ့ရဲ့ဒီအတွေ့ကမင်္ဂလိတွေအမြင်မှာတော့ကြောက်တက်တဲ့ပုံစံဖြစ်နေခဲ့တယ်အဲ့ဒီနောက်ပိုင်းဇနီးအောင်လို့အမေကတုံးနဲ့ရိုက်တဲ့နီးကိုကိုယ်တိုင်တင်ပေးခဲ့ပေမဲ့အဒီကတော့စင်ချမ်းသာလို့လက်မနက်နိုင်ခဲ့ဘူး ဆယ်နှစ်ကြာပြီးနောက်အရေဟံမုတ်စိတ်မွေးတဲ့လူကြီးတယောက်ဖြစ်နေခဲ့ပြီ။သုံးနှစ်သားကလေးလေးတောင်တုံးနဲ့ရရမှန်ဒီနေပေမဲ့အရိကတော့ဆက်တင်ယူလို့မရသေးဘူး။ဒါပေမဲ့အရေရဲ့ကိုတာကျွမ်းကလုံးဝကွာခြားတယ်။တာကျွမ်းကခန္ဓာကိုယ်ထွားချမ်းယုံမကဘူး။ဖခင်ရဲ့ရိုက်တဲ့အတက်ပညာကိုပါဆက်ခံခဲ့တယ်။ငငယ်လေးနဲ့ဇနီး၃ယောက်၄ယောက်ပိုင်ဆိုင်ခဲ့တယ်။ရင်းငငယ်လေးကတည်းကတိတ်တခုချစ်ခဲ့ရတဲ့ရှောင်းပေဆိုတဲ့ကောင်မလေးကတော့သူ့ကိုယ်ကရိုက်ပြီးခေါ်သွားတာကိုမျော်နေခဲ့တယ်။အရေအရန်ယူဆိုင်ရှိတယ်။ ရှောင်းမေးရဲ့အချစ်ကိုရဟူအတွက်သူအတိတ်တီထွန်ထားတဲ့စပင်းကိုပြဟူပြင်ဆင်ခဲ့ပေမဲ့ရှောင်းမေးကလောင်ပြောင်တာကိုခံခဲ့ရတယ်။အရင်နောက်ဆုံးတော့သဘောပေါက်သွားခဲ့တယ်။ရှောင်းမေးသူ့ကိုလိုက်လောဖို့ဆိုရင်တုံ့နယ်ဖက်ရိုက်ရမှာ။ဒီတော့ဒီနေ့မှာရှောင်းမေးတတိမထားမိတဲ့အချိန်သူနောက်ဆုံးစတင်လှုပ်ဆောင်မှုပြင်ဆင်ခဲ့တယ်။ဒါပေမဲ့သူလက်မနက်ရသေးခဲ့မှာပဲတာကျွမ်းကတလန်းသားမိရှောင်းမေးကိုရိုက်ပြီးခေါ်သွားခဲ့တယ်။အရေကတော့သူ့ရဲ့တဲတဲလူချစ်ရတဲ့မင်းကလေးသူ့ရဲ့အကူဇနီးချက်သွားတာကိုမျက်စီရှိမှလည်းကြည့်နေခဲ့ရတယ်။ မင်္ဂလာပွဲမှာအရေးတောက်တဲ့အရက်တောက်ပြီးမူးယစ်နေခဲ့တယ်။သူမြောက်မကြီးတကောင်ကိုရှောင်းမေးထန်ပြီးသူနဲ့အတူပျော့ပျော့ပါပါတင်ရတာကုံဆုံးခဲ့တယ်။စိတ်တကြနေတဲ့အရေးရေတောက်ဖို့တွားတော့လေ။ဂနန်ရဲ့အနိုင်ကျင့်ကျင့်ကိုခံခဲ့ရပြန်တယ်။ဝမ်းနဲ့နေတဲ့အရေးတငယ်ချင်းဆင်သွားပြီးရင်ဖွင့်တော့တငယ်ချင်းကရှောင်းမေးကိုမေ့ပစ်ဖို့နဲ့လှပတဲ့မင်္ဂလီလီပေါ်တယ်လို့ပြောတယ်။ဒီအချင်းအရေးလည်းအကြည့်လိုက်တော့သူ့ရင်ကိုလှုပ်ခါစေသွားတဲ့နောက်ထပ်မင်္ဂလီတယောက်ကိုမြင်လိုက်ရတယ်။ဒီတကားမတော်ရေမသွန်စောတော့ဘူး။သူ့အာကုန်နဲ့ညှိုက်ချလိုက်တယ်။ ဒါပေမဲ့လက်လွန်သွားတာကြောင့်မင်းကလေးက6ထဲကိုပြုတ်ကျသွားခဲ့တယ်။ရေရဲ့ပထမဆုံးဇနီးဖြစ်မဲ့သူဟာဒီလိုပဲပျောက်ဆုံးသွားခဲ့တယ်။နောက်ဆုံးတော့အရေကသူပြတ်မှတ်ကိုရှောင်းပေးစီပလန်ထားခဲ့တယ်။တခြားသူတွေ၅ဘန်းဖို့ခရင်ကိုတုံးနေပေမဲ့အရေကသူတီထွန်းထားတဲ့၅ဘန်းပိုက်ကိုလူတွေကိုပြခဲ့တယ်။အဲလိုအမလုပ်တဲ့ညီကိုကြည့်ပြီးတာကျွမ်းကဒေါသထွက်ကြီးသူ၅ဘန်းပိုက်ကိုဆုတ်ဖြတ်ပစ်လိုက်တယ်။ရှောင်းမေးကလည်းတနည်းကုန်ဒီလိုထူးဆန်းတဲ့အရာတွေမလုပ်ပဲအကြီးနဲ့စီကိုတင်ယူဖို့အကြံပေးခဲ့တယ်။မနေ့ကကောင်းဆောင်ကသူတို့ကိုအမဲလူဖူသွားခဲ့တယ်။ အရိကနေလောင်ပါဆိုလို့နေကဦးထုတ်ကိုလုတ်သွားခဲ့တယ်။ဒါကူသူ့ရဲ့အကိုကဘယ်လိုမှမကြိုက်ဘူး။လူတွေနီးလန့်နေဆွေးနေနေတော့မှမွေးတကောင်အရိရဲ့ဘောင်းပီပီသွင်းထွားခဲ့တယ်။အရိကအတင်းထုတ်ကလူဘောင်းပီကိုချော့ကြလဲရတယ်။ဒီလိုအတုံးမကြတဲ့ညီကိုကြည့်ပြီးတာကျွမ်းကစိတ်တိုးပြီးဒီမိုက်မိုက်တဲ့အရာတွေဘာလို့မကောင်းတာဆိုတာအခုမှနားလဲပြီလားလို့ပြောတယ်။အရိကဘောင်းပီပြန်ကောက်ဖို့၆ကန်ပါကန်ကြီးခုန်ကြလိုက်တယ်။ကန်ကောင်းကျော်ကကြောက်ဖြစ်ရုပ်ထွေအိုမေဂါခြေပေါင်းမှာကြတဲ့ကြောင့်အသက်ချမ်းတက်ရခဲ့တယ်။ ညမီတောင်ရောက်တော့ရန်ပဲမျိုးနယ်စုကခေါင်းဆောင်ကိုလုကြံဖို့လူလွတ်လိုက်တယ်။အဒီကမမကြံကြောက်တကုံပြစ်လိုက်တော့တိုက်ချိုင်းဆိုလုကြံသူကိုထိမှန်ပြီးမူးလဲသွားခဲ့တယ်။ဒီမြင်ကွင်းလိုမျိုးလူမျိုးနယ်စုဝန်တွေကအဒီကိုတတိရှိတဲ့သူလို့ချီးမွမ်းတယ်။လုကြံသူရပါစက်ကရန်ပဲမျိုးနယ်စုကသူ့ကိုတိုက်ခိုက်တော့မယ်ဆိုတာကိုသိလိုက်ရတယ်။နောက်တနေ့မှာတော့မျိုးနယ်စုအများသားအလုံးကတာကျွမ်းရဲ့ဥဆောင်ခြင်းနဲ့ပြင်းထန်တဲ့လေ့ကျင့်ခန်းကိုစတင်ခဲ့တယ်။ဒါပေမဲ့အဒီကဘလို့လေ့ကျင့်ခန်းလောက်လောက်ပစ္စည်းတွေကိုဖျက်ဆီးပြစ်တာကြီးပဲ။ ဒါတွေတာကျွမ်းတီးထန်နေခဲ့ပေမဲ့တောင်တက်လေးကျင်ခန်းတဲ့အချိန်မှာအရိကသူတီးထွင်ထားတဲ့လေကားကိုထုတ်လိုက်တော့တာကျွမ်းကမခံနိုင်တော့ဘူးမကြခင်စစ်ဖွဲဆသွားတယ်မျိုးနယ်စုနှစ်ခုကခေါင်းဆောင်တွေရဲ့ဦးဆောင်ကျင်းနဲ့ပြင်းပြင်းထန်ထန်တိုက်ခိုက်ကြတယ်ဒါပေမဲ့အရိရဲ့လက်ထက်ကလက်နက်ကိုတိုက်ပွဲမှာအလုခံရတယ်မြက်ကင်လည်းမတော်အဆပြောက်သွားတယ်မျိုးနယ်စုဝန်ဒီအိမ်မကာကွယ်ဖို့တိုက်နေပေမဲ့အရိကစစ်ပွဲဆကလေးကပြီးတဲ့ချိန်ထိမြေကျမ်းမှာမြက်ကင်ရှာနေတာပဲသူမြက်ကင်ကိုအနိုင်နှိရှာအတွက်တဲ့ချိန်မှာမျိုးနယ်စုလုံးဝရှုံးနိမ်ပြီးဖြစ်သွားပြီသူချစ်တဲ့အကိုစနီးကိုလည်းရံပက်မျိုးနယ်စုကခေါ်သွားပေးတယ် ဖခင်ကြဆုံးသွားနောက်တာကျွမ်းကမျိုးနဲ့စုကိုခေါ်ပြီးဒီနေရာကထွက်ပြေးဖို့ပြင်ဆင်ပေမဲ့အရေကတာကျွမ်းကိုလူတွေကိုခေါ်ပြီးရှောင်းမေကိုကဲတင်ဖို့ပြောတယ်။ဒါပေမဲ့တာကျွမ်းကမိမတယောက်တော့အန်ဒီရမထန်တော်ဘူး။သူ့မှာတခြားမိမတွေအများကြီးရှိတယ်လို့မြင်တယ်။အခုရဒီလိုရက်ဆက်မှုကိုအရေမုန်တင်းသွားတယ်။ဒါနဲ့သူတယောက်တည်းရှောင်းမေကိုကဲတင်ဖို့ဆုံးဖြတ်ခဲ့တယ်။လမ်းမှာမျိုးသမီးမျိုးနဲ့စုတစ်ခုကသူ့ကိုတားပြီးနှိမ့်ထုတ်ခဲ့တယ်။နောက်ပြီးအမျိုးသမီးတွေကအရေကိုချီနှောင်ပြီးသူတို့မျိုးနွယ်စုကိုခေါ်သွားတယ်။အမျိုးသမီးခေါင်းဆောင်ကအရေကိုခလေးမွေးပြဖို့မျိုးနွယ်စီထဲမှာထားခြင်းတယ်။ မျိုးရည်စုတွေကမိမဘေးသူရဲမဆိုသူလွတ်လပ်စေရွေးချယ်နိုင်တယ်အဲဒီဝမ်းတာတော့တယ်ဒါပေမဲ့တရက်တောင်မပြီးခင်ဘာပဲမိမအယောက်20ရက်ညင်ပါ nick section ကိုခံရလို့လူကလူမမဟုတ်တော့ဘူးအသက်ရှင်ဖို့နောက်ဆုံးတော့အဲဒီနေရာကနေအောင်မြင်စွာထွက်ပြေးနိုင်ခဲ့တယ်69နာရီနဲ့80မိနစ်အကြာကြီးကြာတော့အဲဒီရန်ဘတ်မျိုးနယ်စုကိုနောက်ဆုံးတွေ့ခဲ့တယ်သူရှောင်းမေကိုဒီကထွက်သွားဖို့ခေါ်ခြင်းပေမဲ့ရှောင်းမေကချက်ချင်းညင်ပတ်လိုက်တယ်ဒီနေရာကသူတို့မျိုးနယ်စုထဲပိုခွဲဝါးရုံမကဘူးဒီကခေါင်းဆောင်ကပိုပြီးထွားကြိုင်းနေတုံးနဲ့ရိုက်တဲ့နေရာမှာပိုပြီးတော်တယ် ရှောင်းမေကဒေါသခံနေတယ်လို့အဲဒီကထင်ပြီးအတင်းခေါ်သွားဖို့စ조사ခဲ့တယ်။မဖြစ်နိုင်ဘူး။ရံဖက်မျိုးနယ်စုကအဲဒီကိုအပြင်းထန်လိုက်ဖမ်းလဲ။ဒါမှမဟုတ်အဲဒီ truck ပြီးနေတုန်းသူကိုလိုက်ရှာနေတဲ့မလို့မိမျိုးနယ်စုနဲ့ထတ်တိုးတွေ့ပြန်တယ်။အဲဒီဟာမျိုးနယ်စုနှစ်ခုရဲ့ပစ်မှတ်ဖြစ်သွားတယ်။သူပြင်းနေတုန်းသူကိုလိုက်ရှာနေတဲ့သူမျိုးနယ်စုနဲ့ထတ်တွေ့ပြန်တယ်။မျိုးနယ်စုဝန်တွေကအဲဒီကိုသတ်စာထားလို့ရှင်ပြီးအစိတ်စိတ်အမျိုးမျိုးဆွတ်ဖြတ်ပစ်လိုက်ချင်းလဲ။အဲဒီကိုမျိုးနယ်စုသုံးခုကချော့ကမ်းမကြီးထပ်လိုက်ဖမ်းခဲ့တယ်။သူပြေးစရာလမ်းမရှိတဲ့အဲဒီကိုဒန်ကိုလွှင့်ပြီးခုံကြလိုက်တယ်။ နောက်ဆုံးသူ့ဘဝကိုဒီလိုပဲအဆုံးသတ်ထဲရလဲနှစ်ပေါင်းတသိန်းကြာပြီးနောက်အရိယခန္ဓာကိုယ်ကိုပြတ်တိုက်မှာအလောင်းပုံစံပြုတ်လုပ်ပြီးလူဒီလာရောက်ကြည့်ရှုလေးလာဖို့ထားရှိခဲ့တယ်